တစ်ချက်သူ့ရဲ့လှုပ်လိုက်တဲ့အပြုအမူလေးတွေကအဲ့လိုပေါ့နော်ဟိုဒါသူတို့ဥကြောင်းဆိုတာလည်းတကယ်ကိုအရင်လေးစားရတာဥကြောင်းဟင်းလို့ကိုတွေးလို့ဆိုတာအရင်ကိုလေးစားရတဲ့အတ္တကြီးဘယ်သူမှရှင်လို့မရတဲ့အတ္တတွေပေါ့နော်ဆိုတော့ဒါသူတို့ရဲ့တဘာဝကြမှုလေးတွေကကိုနေဝင်းလှုပ်လိုက်တဲ့ item လေးရနေနေတချို့ချက်တော်တော်ဆင်နေရပါဘောเนาะဒါဘာဖြစ်ကိုနေဝင်းဒီလိုမျိုးပေါ်လာတာပေါ်လာတဲ့အပေါ်မှာလဲသူ့ရဲ့ကြိုးစားအားထုတ်မှုသူ့ရဲ့ပုံစံလေးရလဲအများနဲ့မတူကွဲထွက်နေရလေးရလဲတကယ်ဥမိုက်ပါတယ်ဟုတ်ဒါကြောင့်ပုံကြီးပဲအန်းခဲ့ရတယ်တတိအသေးသမီး character တွေပဲရိုက်ရတယ်အခုဒီကားထဲမှာဒီကားထဲမှာလဲတတိသမီးပါပဲဒါပေမဲ့ အမ်ကိုနေဝင်ကကိုအမ်းမှာပေါ့နော်အဲ့လိုမျိုးလေးကိုသဘောကျတဲ့အတာတွေနဲ့အဲ့လိုမျိုးတွဲပြီးတော့တရုပ်ဆောင်ရတဲ့အခါမှာပေါ့နော်ဒီဟာတာပဲဖြစ်ဖြစ် drama ပဲဖြစ်ဖြစ်ရတော့ဒါဆုံဆုံချင်းပါတယ်လူတိုင်းအဲဒီအတာကြီးတွေနဲ့ပေါ့နော်ဒါကိုလည်းစူးစမ်းနေရတူတယောက်ဆိုတော့ဒီလိုမျိုးအတာတွေနဲ့ဆုံဆုံတွေ့ခင်းရတာလေတကယ်ကို blessing တစ်ခုပါ အဲ miss တယောက်ပေါ့နော် miss တယောက်အနေနဲ့ပါဝင်ရမယ်ဒီကားထဲမှာတကားလုံးကျွာလှပဲလှနေပြီရအောင်အလုံးကအဲလှလှကြွကြွမော့မော့ပေါ့ဒါကိုနေဝင်းနဲ့လုံးဝအတွဲညီညီနဲ့အဲကိုနေဝင်းကဒီဘယ်လိုပြောရမလဲကောင်မလေးတွေအရင်ရှုပ်တယ်အဲကိုကကျတော့ဒါမိဘတွေသဘောတူထားတယ်ကို့ကိုလည်းသူကကိုကဒီထဲမှာပတ်စံရှိရယ်တထေးသမီးဆိုပေမဲ့လည်းကိုနေဝင်းကကို့ကိုဒီထဲမှာ sponsor ပေးထားတာ sponsor ပေးထားရယ်ဆိုတာဟိုလိုမျိုးကြီး sponsor ပေးရမှာမဟုတ်ဘဲနဲ့သူကို၌ကွာကောင်မလေးတွေအဲ့လိုအန်းရတာ အမ်းပြီးပျော်တဲ့သူနောက်ပိုင်းညမှသူကအဲ့လိုမျိုးသူတကယ်အချက်စစ်နဲ့တွေ့သွားတဲ့အခါမှာချူကကြတော့သူ့ကိုချစ်ကြတာပေါ့ကိုကိုအမြဲတမ်းချစ်ခဲ့ရတယ်သူသူကကိုတကယ်မချစ်ပဲတွဲခဲ့တာတွဲခဲ့တာအဲ့ဒါကိုကပြန်ပြီးတော့လက်စားချေမယ်လက်စားချေပြီးတော့မှနောက်ပိုင်းသူ့ကိုပြန်ပြီးတော့ပြန်ပြီးကယ်တဲ့ဟာလေးတွေပေါ့အဲ့ဒါလေးတွေအဲအဲ့ဒီနေရာနေပြီးတော့ပါဝင်တရုပ်ဆောင်လာမှာပါအမလေးတွေကတော့အန်းခံရပြီပေါ့ဟုတ်ပါ ကဲတောင်းလျှောက်ကိုကြီးပဲအန်းနော်တောင်းလျှောက်ကိုကြီးပဲအန်းခဲ့ရတယ်တတိတတိသမီးကာရိုက်တာတွေပဲရိုက်ရတယ်အခုဒီကားထဲမှာဒီကားထဲမှာလည်းတတိသမီးပါပဲဒါမဲ့အန်းကိုနေဝင်းရဲ့ကိုအန်းမှာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ကဲ့ပါအဲ့တော့အခုနဲ့ကဒါပထမဆုံးကားပါဟုတ်တယ်ကိုနေဝင်းနဲ့ကဒါချူရဲ့ first sign ဒီကားလေးပေါ့နော်ဟုတ် ကိုနေဝင်းရတာသူဘာပြောပြိတ္တရန်ကြိုက်တယ်သူကတဘာဝကြရတယ်အရင် over acting နေလုပ်တဲ့အမ်ဟိုတေးဥဆောင်နေမှာမပါတာဖြစ်တဲ့အတွက်သူနဲ့လည်းဒါဘာဖြစ်送送ခြင်းလဲဆိုရဲစိတ်ကအရင်ကလေးကရှိရပေါ့နော်အခု送送ခွင့်ရပြီဆိုရဲအတွက်လည်းတကယ်ဝမ်းသာပါတယ်ဟုတ် မို့သူတခြားတခြားသူရဲ့လှုပ်လိုက်တဲ့အပြုအမူလေးတွေကအဲ့လိုပေါ့နော်ဟိုဒါသူတို့ဥကြောရင်ဆိုတာလည်းတကယ်ကိုအရင်လေးစားရတာဥကြောဟင်းတို့ကိုဒွေးတို့ဆိုတာအရင်ကိုလေးစားရတဲ့အတ္တကြီးဘယ်သူမှရှင်လို့မရတဲ့အတ္တတွေပေါ့နော်ဆိုတော့ဒါသူတို့ရဲ့တဘာဝကြမှုလေးတွေကကိုနေဝင်းလှုပ်လိုက်တဲ့ item လေးတွေကနည်းနည်းတစ်ချက်တစ်ချက်သွားသွားဆင်နေတာပေါ့နော်ဒါပါဖြစ်ကိုနေဝင်းဒီလိုမျိုးပေါ်လာတာပေါ်လာတဲ့အပေါ်မှာလည်းသူ့ရဲ့စူးစမ်းအထောက်မှုသူ့ရဲ့ပုံစံလေးရလဲအများနဲ့မတူကွဲထွက်နေရလေးရလဲတကယ်ကိုမိုက်ပါတယ်ဟုတ် အာဒီတိုင်းမှာလည်းအဲ့လို drama လေးတွေပါတယ်ပေါ့နော်ဆိုတော့အဲဘလိုပဲဖြစ်ဖြစ်ပါဟိုကိုသဘောကျတဲ့ actor တွေနဲ့အဲ့လိုမျိုးတွဲပြီးတော့အဲတရုပ်ဆောင်ရတဲ့အခါမှာပေါ့နော်ဒီဟာတာပဲဖြစ်ဖြစ် drama ပဲဖြစ်ဖြစ်ရတော့ဒါစုံစုံချင်းပါတယ်လူတိုင်းအဲဒီ actor ကြီးတွေနဲ့ပေါ့နော်ဒါကိုလည်းစ조사နေတဲ့သူတယောက်ဆိုတော့ဒီလိုမျိုး actor တွေနဲ့စုံစုံတွဲခွင့်ရတာလေတကယ်ကို blessing တစ်ခုပါပဲဟုတ် ောင်းတယ်နော်အင်းမော့ကံကောင်းတယ်ဟုတ်ပါနော်ဒါဟုတ်တယ်ဒါချူးချူးဘွားအတွက်ပေါ့နော်ပြောရမယ်ဆိုဒါလူတိုင်းကဟုတ်တယ်ချူးအရန်ရရရဲကံကောင်းတယ်လို့ပြောတဲ့ပုံမှာချူအရန်ဝမ်းတာရယ်ဘာဖြစ်လို့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကြောင့်ဒီနေရာရောက်လာဘသူကြောင့်မှမဟုတ်တဲ့အတွက်တကယ်ကိုဝမ်းတာပါရယ်ဒါအချိန်ခါလေးပေးလာရယ်ဩဘာဖြစ်ဖြစ်ဒီကံတရားကငါ့ဘက်မှာရှိရှိရှိလာပြီပေါ့နော်အဲ့လိုလေးတော့ခံစားရပါတယ်ဟုတ် အဲနေရာတနေရာရလာပြီဆိုလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ထိုးနှက်ကြမှာပဲလေ။ तू ကဒီနေရာကိုဘာလို့ရလာရလဲ။ဒါဘသူကြောင့်လဲ။ဘသူအကက်ကြောင့်လဲဆိုတဲ့အရာမျိုးတွေရှိရဲ။ဒါကကိုကကြတော့လေဒီလို driver တွေဒီလိုမျိုးစုံတွဲခွင့်ရတယ်။ကိုအမှုပညာအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာချူကဘတော်မှပေါ်ပေါ်ပဲပဲမလုပ်။တေချာပြင်ဆင်တယ်။အတင်ပိုင်းမှာပဲဖြစ်ဖြစ်ချူတက်နိုင်တဲ့လောက်ချူအများကြီးပြင်ဆင်တယ်။ ထားပါတော့အဝတ်စားပိုင်းမှာချူရောကောင်းရော့နေလိမ့်မယ်ဒါပေမဲ့အတင်ရောချူတတ်နိုင်တဲ့လောက်ချူကိုစွမ်းရှိတဲ့လောက်ညံစွမ်းရှိတဲ့လောက်အများကြီးစူးစားရတယ်ဒီပေါ်မှာဒါမြင်ကြမှာပဲလေပရိုဂျူဆာတွေပဲဖြစ်ဖြစ်အဒရိုက်တာတွေပဲဖြစ်ဖြစ်မြင်ကြမှာပဲချူရဲ့စ조사အထုံမှုအဲ့မြင်လို့လဲဒါတို့ကဒီလိုမျိုးရိုက်တဲ့အခါမှာတို့ recommend ပေးကြတာဒီကားလေးမှာဒီ character လေးမှာချူစင်ဟန်ခေါ်လိုက်ရင်ဘယ်လိုလဲဆိုရယ် recommend ပေါ်မှာ director တွေ producer တွေတိုင်ပင်ကြတဲ့အခါမှာတို့ကလဲဒါတို့ချူလုံးနိုင်တာကိုတို့သိလို့လဲခေါ်တာချူတာအတုံးမကြနေတို့လဲခေါ်မှာမဟုတ်ဘာဖြစ်ဆို အမှုပညာသမားတွေတရုတ်ဆောင်နေမင်းသားမင်းသမီးတွေကရိုက်တတ်လို့တော့မကုန်ဘူးအများကြီးပဲဆိုတော့အဲ့ပုံမှာမှကိုယ့်ရဲ့စူးစမ်းအားထုတ်မှုလေးကိုအတိမတ်ပြုတ်ပြီးတော့တကယ်ခေါ်ကြတဲ့အတွက်ဒီဒရိုက်တာတွေရောပရိုဂျူဆာတွေရောတကယ်ဒီနေရာကနေတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ချူလို့ပြောရမလဲချူခုနအင်တာဗျူးတစ်ခုမှာပြောခဲ့တယ်လို့ပဲချူက ဒီအနုပညာလောကကိုရှောက်လန်းလာတာဆိုလို့ရှိရင်သူအဲဒီရှစ်နှစ်တာကိုနှစ်အတွင်းရှိပြီပေါ့နော်ကိုနှစ်ဆိုတော့ဒါလွယ်လွယ်နဲ့ရခဲ့တဲ့အရာမဟုတ်ဘူးသူအများကြီးစူးစမ်းခဲ့ရတယ်အများကြီးကြာရှုံးခဲ့ရတယ်အများကြီးဝမ်းနည်းခဲ့ရတဲ့အခိုက်အတန့်မျိုးတွေရှိတယ်။အဲ့ဒီဟာတွေကိုသူဘယ်တော့မှဇွဲမလျှော့ဘူးသူအကောင်းဆုံးငါတစ်နှစ်ငါငါမှအရေးချင်းရှိရင်ငါလုံးနိုင်ရင်ငါနေရာတနေရာရကိုရရမယ်ဆိုရဲစိတ်နဲ့သူစူးစမ်းခဲ့လို့သူဒီနေရာရောက်ရောက်လာတာပေါ့နော်အဲ့တော့သူနောက်ပြန်လှည့်ကြည့်ရင်အများကြီးသူလိပ်ပြလုံးတယ်သူရဲ့ 調査အားထုတ်မှုချူအများရန်ဂုံယူနေရပေါ့နော်ဟုတ်ချူဘလိုပဲတိုက်ခိုက်ခံခဲ့ရခံခဲ့ရလုံးဝအပြုံးတစ်ချက်မပြတ်ခဲ့ဘူးနော်မပြတ်ခဲ့ဘူးဘာဖြစ်လို့ဆိုကိုကအဓိကကလေလူတွေဘလောက်ကြီးပဲတိုက်ခိုက်နေပါစေကိုအနေမှန်မို့လို့တယ်ကိုသာအနေမှန်မှန်လို့ဆိုအမှန်မှန်လို့ရှင်ဘလိုပြောရမလဲကြောင်ကြကြရေမငုံနိုင်ဘူးလေနော်ဟိုအပုတ်ဆိုတာပေါ်မှာပဲအဲ့တော့အဓိကကလူတွေကတော့တိုက်ခိုက်မှာပဲဒါအခုမှမဟုတ်ချူနောက်နောက်ဒီထက်ပို့ပြီးလှုပ်လိုက်ဒီထက်ပို့ပြီးတော့တောင်တိုက်ခိုက်ခံရအောင်မအဓိကကိုကိုယ်တိုင်အနေမှန်နေဖို့ လို့ရဲပေါ့နော်ကိုကအနေမမှန်ရင်တော့ပြောခံရမှာပဲအနေအနေမှန်ရင်တော့မပြောခံနေရတဲ့ခေကာလာကြီးမှာအနေမမှန်ရင်ပို့ဆိုးတာပေါ့မှာအခုရိုင်းမဲ့ဒီကပ်ပူးလေးရုပ်ရှင်ကားကြီးမှာလဲဒါချူအဲကရိုက်တာတစ်ခုအနေနဲ့ပါဝင်ခွင့်ရတဲ့အတွက်လဲတကယ်ကိုအတိုင်းမသိဝမ်းသာပါတယ်ဒါရိုက်တာတွေရောပရိုဂျူဆာတွေရောချူကိုယုံယုံကြည်ကြည်နဲ့ဒီကားလေးမှာပါဝင်ဖို့ကမ်းလှမ်းပေးရတဲ့အတွက်လဲတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်